အိမ်တိုင်ဒါမှမဟုတ်နေရာတစ်ခုကိုငှားနေတော့ဘူးအတွက်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတော့ဆရာသင်ပေးမယ်ဒီမှာပါတဲ့ vocabulary တွေကနည်းနည်းလေးခက်နိုင်တယ်လို့ဆရာတို့ယူဆလိုက်တော့မယ်အဲဒီတော့ဆရာရဲ့ learner တွေကိုမဖြေခိုင်းတော့ပဲနဲ့ဓာတ်ရိုက်ကြည့်ဖို့ပဲဆရာအကြံပေးတော့မယ်အဲ့လိုမှမဟုတ်ဆရာရဲ့စမ်းကြည့်ပါဦးမယ်ဆိုရင်တော့စမ်းကြည့်မသိတဲ့ vocabulary ပါလို့ရှင်ကြည့်မယ်ချက်မယ်ဒီလိုနည်းနဲ့ပဲ vocabulary အသစ်တွေရော usage အသစ်တွေရောစုဆောင်းပြီးတော့အင်္ဂလိပ်စာဆွမ်းရင်အတဆင်ပြီးတဆင်ဒီလိုလေးတက်လာမှဖြစ်မယ်တခါတည်းနဲ့ခုံတက်လို့တော့နေရာဘောနော်ကဲဟုတ်ပြီအဲ့တော့ကြည့်လိုက်ရအောင်တလ9ရက်ကကဘလောက်လဲ လဲမေကုန်းဖြစ်တယ်လဲမေကုန်းဆိုရင် WH မို့ရင် how နဲ့စရတယ်ဒါဘလောက်များဘလောက်လဲဆိုရဲဟောင်းမေးဖို့အတွက်ချေတော့ဘာနဲ့ရရဆိုရင် how much နဲ့ရရရအဲဒီလဲမေကုန်းနဲ့လာမေကုန်းနဲ့ပတ်သက်ပြီးအသေးစိတ်ပြီး grammar ရဲ့အောက်အောက်အောက်အုပ်မြစ်ပေါ့နော် foundation ကိုဆရာဒီအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရ30 series ဆိုပြီးဒီ series ရဲ့အရှိမဆရာသင်ထားပေးတယ်အဲ့ဒါကိုကြည့်ပြီးမှဒါကိုလာကြည့်မယ်ဆိုရင်တော့လုံးဝအောက်ခြေခံတဲ့ခါကျတော့တက်ကလာအဆင်ပြေလိမ့်မယ်အဲ့တော့ဆရာထင်တယ်သေချာလေးအဲ့ဒါကိုတွားကြည့်ပြီးမှဒါလေးကိုကြည့်စေချင်တယ်ဒါမို့ကြားပြတ်ကြည့်မယ်ဆိုရင်ကြည့်ပေါ့နော်နှစ်ခုတွဲကြည့်လို့လည်းရပါတယ် ဆိုတော့ how much ပြီးလို့ရှိရင်ဘယ်လောက်လဲဆိုရင်တော့မဘယ်လောက်ဖြစ်တယ်လဲဆိုရင်ဟာလဲမြှုပ်ထားတယ်ဒါလဲထက်ခါထက်ခါပြောနေတာအဲ့တော့ဆရာဘာထက်လိုက်ဆိုရင် is ထက်လိုက်တယ်ငားရန်ကနော်ငားရန်ကဘယ်လိုခေါ်လဲဆိုရင် the rent လို့ခေါ်တယ်အဲ့တော့ how much is the rent တလောက်ကိုအင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုရင် per man လို့ခေါ်တယ်အဲ့တော့ how much is the rent per man ဒီ per ဆိုတာတစ်စတယ်ဒီမှာထွက်တယ်တလောက်ကို the rent ငားရန်ကက how much ဘယ်လောက်လဲဟောနောက်ခါငားရန်ကကညီနိုင်လို့ ရလာဟုတ်ပြီညီနိုင်လို့ရတယ်ဆိုတာ adjective ကိုဘယ်လိုခေါ်လဲဆိုရင် negotiable လို့ခေါ်တယ် any g o t i a b l e negotiable ညီနိုင်လို့ရတယ်ဒါ adjective adjective ဆိုရင်ဘာနဲ့သုံးရမလဲဆိုရင် do ကနေ d ဖြစ်အောင် amsa ထည့်ရမယ်ကဲငှားရဲကဘယ်လိုရေးလဲဆိုရင် the rent လို့ရေးတယ် okay ငှားရဲကကညီနိုင်လို့ရတယ်ဆိုရင်ဒီ adjective ဒီဒီနိုင်လို့ရတော့ဆိုတာနဲ့ဒီဖြောင်းလို့ဒီရှိမှာ MSR ထည့်လိုက်ရတယ်အဲ့တော့ the rank is negotiable လာမျိုးကိုလုတ်ချင်အခုထွက်ပါလေဆိုတော့ဒီ S ကတခါရှေ့ကိုရောက်သွားပြီးတော့ဘာဖြစ်သွားလဲဆိုရင် is the rent negotiable ဆိုပြီးဖြစ်သွားတယ်။ငားရန်ကဒီညီနိုင်လို့ရလား။ is the rent negotiable ရပါတယ်။နည်းနည်းပါပါပေါ့။ရပါတယ်ဆိုရင်တော့ yes ပေါ့နော်။နည်းနည်းပါပါဆိုတော့ slightly လို့ခေါ်တယ်။ yes slightly ဒီပွဲစားရပါလေလုတ်တဲ့လူဆိုရင်ဒါတုံးလို့ရမယ်နဲ့ထင်းတယ်နော်ညှိနှိုင်းလို့ရရလားမင်းရဲ့ဈေးတွေကညှိနှိုင်းလို့ရ it the price negotiable ညှိနှိုင်းလို့ရလားအဲနည်းနည်းတော့ညှိလို့ရမယ်ဆိုရင် yes slightly ဟာစိတ်မကောင်းပါဘူး အာဒါနာမျိုး sorry ဈေးတွေပါဈေးရအပုံတွေတက်မှတ်ထားရဈေးဆိုရင် it is ပုံတွေတက်မှတ်ထားတော့အင်္ဂလိပ်လိုခေါ်လဲဆိုရင် fix လို့ခေါ်ရနော် it is fix နည်းနည်းညှိလို့ရရင် slightly နည်းနည်းမှညှိလို့မရအောင်ပုံတွေပဲဆိုရင် it is fix အော်နောက်တစ်ခါဒီငှားတဲ့ဟာမှာဘာကိုအင်ရှင်ဘက်ကကြားခံမလဲရေနဲ့ internet တော့ပါပြီးသားဖြစ်မယ်ဟောဆိုရှင် water ပေါ့နော် water and internet ပါဝင်တာ included ဟောတော့ရှေ့မှာ s ထည့်ရမယ်အဲ့တော့ is မဟုတ်ဘူးနှစ်ခုဆိုတော့ဘာသုံးမလဲဆိုအာသုံးရမယ်အဲ့တော့ water and internet are included အဲ clear set ကတော့ခွဲဆောင်ရမှာမယ် clear set ကတော့ဘယ်လိုခလဲဆိုရင် electricity လို့ခေါ်ရ E L E C T R I C I T Y electricity เนาะတီးတန့်ဖြစ်တာကိုဘယ်လိုခေါ်လဲဆိုရင် sorry separate လို့ခေါ်တယ် S E P A R A T separate ဆိုတာတည်တံ့ဖြစ်သော adjective ဖြစ်တဲ့သူ့ကိုလည်းသွားနေသည်ဖြစ်အောင် emission ထည့်တာလေ electricity is separate ပြောချင်တာကဒီရေနဲ့ internet ကိုတော့ဒီငှားတဲ့အထက်မှာပါပြီးသားဖြစ်ပေမဲ့ layer စစ်ကတော့ကိုယ်သုံးနံပေါ်မူတည်ပြီးတော့ separate ခွဲပြီးတော့စာအောင်ပါမယ်အဲ့တော့ electricity is separate အဲ့တော့မခတ်ဘူးဘာခတ်နေလဲ forget ပြောရင်ခတ်နေတယ် vocabulary ခတ်နေတာဘာလို့ရမလဲဆရာလည်းသင်ပေးနေပြီဆိုတော့ကြက်ရမယ်အဲ့လိုကြက်ချင်းအားဖြင့် vocabulary ခေါင်းထဲမှာစုစည်းလာမိမယ်ပေါ့နော်အဲ့လိုနဲ့ပဲသုံးလို့ရပါ vocabulary မတက်ရင်ဘာမှလုပ်လို့မရဘူး அது மெசேஜ் யூஸ் ஆவா ஃபைவ் தேவா